တဘာကျော် crypto တခုကအင်တာနက်ပေါ်ကခွေးပုံ meme တခုကနေစခဲ့တယ်ဆိုတာယုံဖို့တော့ခက်တယ်နော်ဟုတ်ပါပြီဗျာဒါမြ Doge coin ကတော့အဲ့ဒီလိုပဲနှုံနှောင်းပြောင်းပြောင်းအနေနဲ့စခဲ့တာအခုတော့ crypto လောကမှာမတည်သူမရှိတော့ပဲတကယ်ကိုမယုံနိုင်စရာပဲဟိုခွေးပုံလေးတခုကနေဒီလောက်ထိဖြစ်သွားမယ်လို့ဘယ်သူကထင်ပါလဲနော်ဟုတ်ပေါ့ဒီနေ့ကျွန်တော်တို့ Doge coin အဲ Doge ပေါ့နော်အဲ့ဒီအကြောင်းကိုနည်း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 ဆွေးနွေးကြည့်ကြမယ်သူရဲ့အန်အောစရာအစားပြုမှု နောက်ခွဲကနီးပညာဈေးဝယ်အပေါ်တက်ရောက်မှုတွေอืมပြီးတော့သူ့ရဲ့ယဉ်ကျေးမှုစွမ်းဟာကြုံနေရတဲ့အခက်ခဲတွေရှေ့ဆက်ဘာထင်နိုင်မလဲဆိုတာတွေအထီးပေါ့အဆုံးပဲပေါ့နော်ဟုတ်ပါလေဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတေချာလေးလာထားတဲ့အမ်တုံးတချက်အစီရင်ခံစာတစ်ခုပေါ်မူတည်ပြီးပြောကြမှာမှာကောင်းပါပြီရှင်ရည်ရချက်ကတော့ Dodge Coin ကိုဟိုဟာလေ meme ဆိုတာဖြင့်ပို့ပြီးနားလည်ဖို့ပေါ့ဘလို့အလုံးလောက်တလဲဘာကြောင့်ဒီလောက်ပေါက်သွားတာလဲဘလို့စိန်ခေါင်မှုတွေရှိနေလဲ ဟုတ်တယ်အနာဂတ်မှာဘယ်လန်းချောင်းကိုပွားနိုင်မလဲဆိုတာဒီကိုပေါပပနဲ့အနှစ်ချုပ်တည်နိုင်ဖို့ကြိုးစားကြည့်ကြရတာပေါ့ကဲအစတိတ်မိုက်တဲ့သူ့ရဲ့ဇလန်းလေးနဲ့ဆက်လိုက်ကြအောင်ဆက်လိုက်ကြအောင်ဇလန်းက2013ဒီဇင်ဘာမှာဆက်တာ software engineer နဲ့ Billy Marcus နဲ့ Jackson Palmer သူတို့ကအဲ့ဒီအချိန်က Bitcoin ကိုနည်းနည်းလေးနောက်ချင်ပြောင်းခြင်းတဲ့သဘောနဲ့ဟွန်းဟွန်းပေါပပအစားထိုးတစ်ခုဖန်တီးလိုက်ကြတာဟုတ်တယ်အရောဆရာကောင်းတာက ရှိပြီးသား open source code ကိုယူသုံးပြီးနာရီပိုင်းလေးအတွင်းမှာဒီ dodge coin ဆိုတော့ကို account ထဲ for လိုက်နိုင်တာပဲတကယ်မြန်တယ်နာရီပိုင်းအတွင်းတော့တော်တော်မြန်တာဟုတ်ကဲ့နမေကီရှိပါအီနူခွေပုံ meme ကအဓိကစိတ်ကူးပေါ့အဲ့ဒီဟာတာဆန်တဲ့ချင်ကမှုကပဲအစာခွေးမှာလူတွေရဲ့စိတ်ဝင်စားမှုကိုဖန်ဆာနိုင်တဲ့ရုပ်တရက်ကြီးလူပြောမရသွားတာအဲ့ဒီအချက်ကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျာတခြား crypto တွေကနီးပညာကိုရှေ့တန်းတင်ချိန်မှာ dogecoin ကဟွာလေ မီးမ်နဲ့ဟာတာကိုတုံးပြီးတော့အကျန်းတက်ကြွဒီအင်အားကောင်းတဲ့ online အတိုင်းဝိုင်းတစ်ခုကိုအချိန်တော်အတွင်းတည်ဆောက်နိုင်ခဲ့တယ်။ဟုတ်တယ်ဟုတ်တယ်။ဒါအစောက်ဖြိုးတိုးတက်မှုတွေကိုပံ့ပိုးဖို့။ဟွန်း။ပြီးတော့ mutton စိတ်ကိုကောက်ွယ်ဖို့ Dogecoin Foundation ဆိုပြီးတရားဝင်ဖွဲ့စည်းလိုက်ကြတယ်။နောက်ပြောင်မှုတစ်ခုကနေတစ်ဖြည်းဖြည်းအတီပေါဖြစ်လာတဲ့သဘောပေါ့။အတီကြပါပဲ။ဒါကနောက်ပြောင်မှုတစ်ခုကနေတကက် digital ပိုင်းဆိုင်မှုတစ်ခု ဖြစ်လာတဲ့ခီးပဲ။နောက်ပိုင်းမှာ ဟို company ကြီးတွေရဲ့စိတ်ဝင်စားမှုကိုတော့ဆွဲဆောင်နေတဲ့တယ်ဟုတ်ကဲ့ဒါက online ယဉ်ကျေးမှုဆိုတာစီးပွားရေးလောကပေါ်ဘလောက်တက်ရောက်မှုရှိနိုင်လဲဆိုတာကိုပြတဲ့သင်ခန်းစာကောက်တစ်ခုပဲစိတ်ဝင်စားစရာကမူလဖန်တီတူတွေဖြစ်တဲ့ Marcus နဲ့ Pharma ကနောက်ပိုင်းမှာဒီ project ကနေလက်လွတ်ထွက်ခွာသွားခဲ့ကြတယ်အော်ဟုတ်လားဟုတ်တယ်ဒါပေမဲ့အတိုင်းဝိုင်းထဲက developer တွေဝါသနာရှင်တွေရဲ့စုပေါင်းကြိုးပမ်းမှုနဲ့ပဲ selection တန်းနေတာပဲ ဒါကဘဟုချုပ်ကိုင်မှုကင်းမဲ့ခြင်းရဲ့စွမ်းအောင်ကိုပြတာပဲ။อืมအန်အိုးစရာပဲ။ကဲနင်းနင်းနီးပညာပဲကိုလက်ကြည့်ကြအောင်။ Dodge Coin ကဘာပေါ်မှာခြေခံထားလဲဆိုတော့ blockchain ပေါ်မှာပေါ့။ဟုတ်ကဲ့။လွယ်လွယ်ပြောရရင်ဒါက digital ငွေစရင်းစရာကြီးတခုပဲ။အဲ့ဒီစရင်းကိုကွန်ရက်ထဲမှာချိတ်ထားတဲ့ကွန်ပျူတာတွေ။အမ် note လို့ခေါ်တယ်။အဲ့ဒီ note တွေအားလုံးစီမှာ တပုံစံနဲ့ဖြန့်ဝေပြီးတင်ထားတယ်။အော် ဒါဆိုတနေရာထဲမှာမဟုတ်ဘူးပေါ့ဟုတ်တယ်ဖြန့်ထားတာဒါကြောင့်ဘသူမှတယောက်တည်းချဲလဲလို့မရအောင်အယောင်းဝဲမက်ဒါနီအားလုံးကပွလင်းမြင်တာတယ်อืมလုံခြုံတယ်ပေါ့အယောင်းဝဲတွေကိုအတီးပြီးဖို့ကြတော့ तू က proof of work POW စစနစ်ကိုတုံးတယ်ဒါ Bitcoin မှာတုံးတဲ့စနစ်နဲ့တူတူပဲဟုတ်ကဲ့ကွန်ပျူတာတွေကရှုပ်ထွေးတဲ့တင်ချပုတ်စာတွေကိုအပြိုင်ဆိုင်ရှင်းကြတယ်အရင်ဆုံးအပြေရှာနိုင်တဲ့ကွန်ပျူတာကအယောင်းဝဲအစုဝေးတစ်ခု အဲ့ဒါ block လို့ခေါ်တယ်အဲ့ဒါကိုမတန်းတင်ခွေရပြီးစုကျေ doge coin တင်ရတယ်။အော်ပြန်ဝဲလို့မျိုးပေါ့ဟုတ်တယ်ပြန်ရတာကွန်ရက်လုံချုံရဲ့အတွေ့အရှိဆုံးမှတ်တမ်းဆက်ထားတဲ့လမ်းကြောင်း longest chain ကိုပဲအမှန်လို့တတ်မှတ်ကြတယ်။ဆိုဒီ min ပုံနောက်ကွယ်မှာတကယ်ခိုင်မာတဲ့ဤပညာအခြေခံရှိနေတာပေါ့။ကျမပေါ်ရန်ဟာတာတက်တက်ထင်းနေတာ။ဟုတ်ပါတယ်။တကယ်အလောလောတဲ့ဤပညာပါ။ဒါပေမဲ့ POW ကစွိုင်းရံအများကြီးတုံးတယ်။ အယောင်းဝယ်တွေကိုအတီးပြူတာနည်းနည်းကြာတယ်ဆိုတဲ့အားနည်းချက်တွေရှိတယ်။အင်းဟုတ်တယ်ကြားဘူးတယ်။ဒါကြောင့် Dodge Coin ကအခုပုံမြန်ပြီးစွိုင်းရင်ပေါ်တက်လာတဲ့ Proof of Stake POS ဆိုတဲ့စနစ်မျိုးကိုပြောင်းဝယ်စဉ်းစားနေတယ်ဗျ။အော် POS ဆိုတာကရောဘယ်လိုလဲ POS ကကိုယ့်ရဲ့ coin တွေကိုကိုညက်ထဲမှာအပေါင်တပေါင်းမျိုးထားပြီးအယောင်းဝယ်အတီးပြူတဲ့စနစ်ဒါကစွိုင်းရင်အများကြီးတက်လာတယ်။ပြီးတော့ Lightning Network လိုမျိုး Dogecoin နဲ့ငွေပေးချေမှုတွေကိုပုံမြန်တော့ Lumini ပညာတွေတောင်းဆက်ဖို့လဲစူးစမ်းနေတယ်။အိုးကောင်းတယ်ဗော။နောက်ပြီး Project Sakura ဆိုတာကလည်းတချိန်ထဲမှာရောင်းဝယ်အများကြီးကိုကိုက်တွင်နိုင်အောင်ကိုညက်ကိုအစစ်မြင်တင်မဲ့အစီအစဉ်ပဲ။ဟုတ်ကဲ့။အနာဂတ် computer တွေကလက်ရှိတုံးနေတဲ့ lower code snippet ECDA CDA ဗော။အဲ့ဒါကိုဖောက်နိုင်တဲ့ under ရှိနေလို့အဲ့ဒါကိုကာကွယ်နိုင်တဲ့ post quantum cryptography ကိုပြောင်းဖို့လဲရေရှည်မှာလိုလာနိုင်နေဗျာ။ အန်အနာဂတ်တွက်ပါပြင်ဆင်နေလာပေါ့နော်နိပညာက တိုးတက်ပြောင်းလဲနေသလိုပဲစေခွက်ထဲကလူတွေကတော့ Dodge Coin ကိုဘလို့ချင်ကြကြလဲသူတို့များများက Technical Analysis TA လို့ခေါ်တဲ့စေနှုန်းအတက်အကျက် Graph တွေ Indicators တွေကိုကြည့်ပြီးအယောင်းအဝယ်တွေလုပ်ကြရတဲ့ကြတယ်ဟုတ်တယ် TA တုံးကြတာများတယ်ဒါမနဲ့ကျွန်မသိချင်တာက Dodge Coin လိုမျိုး Elon Musk ရဲ့ tweet တခုနဲ့ဈေးထိုးတက်ထိုးကျတဲ့ coin အတွက်အဲ့ဒီ TA ဆိုတာကဘလောက်ထိအလုပ်ဖြစ်လို့လဲရှင် ဒါမှမဟုတ်လူတွေက TA ကိုယုံပြီးဝိုင်းဝဲကြဝိုင်းရောင်းကြလို့ဈေးကတကယ်အတိုင်းဖြစ်သွားတာမျိုးလားဘယ်လိုပြောမလဲ self fulfilling prophecy ပေါ့အဲ့ဒါကစိတ်ဝင်စားစရာမေးခွန်းပဲ TA ကလမ်းညွန်တစ်ခုအနေနဲ့အတုံးဝင်နိုင်ပေမဲ့ Dogecoin မှာကလူမှုကွန်ရက်နဲ့ဟိုအရှိန်တင်မှုရဲ့တက်ရောက်မှုကအရန်ကြီးတယ်ဗျာဆိုတော့ TA အတိုက်တက်ရဆောင်ရင်ဖြစ်မယ်လို့ပြောလို့မရဘူးဟုတ်တယ်လူတွေက TA အတိုက်တက်မယ်ထင်ပြီးဝိုင်းဝဲရင် တကယ်တက်သွားနိုင်တယ်လို့မျိုး self fulfilling prophecy တဘောလဲပါနေတယ်။အင်းရှုပ်ထွေးတာမင်းနော်။ကဲဈေးကွက်အတက်အကျပဲကောဆက်သွားအောင်။ Dodge Coin ရဲ့လက်ရှိဈေးကွက်တန်ဖိုးကဒေါ်လာ49ဟွန်50ခွန်းဘီလီယံလောက်ရှိတယ်ဆိုတော့ meme coin တခုအတွက်ဒါကတော်တော်များတဲ့ပမာဏပဲနော်။ဟုတ်တယ်။အရင်များတာ။ ထိတ်တန့် crypto တွေထင်ရောက်နေပြီနေ့စဉ်ရောင်းဝယ်ကလည်းဒေါ်လာ3.48ဘီလီယံဆိုတော့အတော်လေးလှုပ်ရှားမှုရှိတယ်ဒါပေမဲ့မကြတဲ့ဟင်ကတော့ဈေးနှုန်းတွေနဲ့ပြန်ကျလာတာမျိုးတွေရှိတယ်ဟုတ်ကဲ့ Dogecoin မှာအရန်ထူးခြားတဲ့အချက်တခုကသူ့ရဲ့ coin ထုံးလုံးမှုပုံစံပဲ Bitcoin လိုမျိုးအကန့်အတန်နဲ့ထုတ်တာမဟုတ်ဘူးအော်ဘယ်လိုမျိုးလဲလက်ရှိမှာ Dogecoin အလုံး147.56 billion လောက်ရှိမယ်။အဲ့ဒါအလုံးကထုတ်ပြီးတာလဲပတ်နေပြီ ပြီးတော့နေ့စဉ် client အတက်တွေဆက်ပြီးထွက်နေဦးမှာဒါကို unlimited supply လို့ပြောကြတယ်အကက်အသတ်မရှိဘူးပေါ့ဟုတ်ကဲ့ဒီအချက်ကြောင့်ပဲ Dodge Coin ရဲ့ရေရှည်တန်ဖိုးကတကယ်ခိုင်မာပါမလားဆိုတဲ့အငင်းပွားမှုကအကြီးဆုံးပဲတချို့ကဒါကိုငွေကြေးဖုံးပေါ်မှုများတယ်လို့မြင်ကြတယ်လीဟုတ်တယ်တချို့ကတော့ Dodge Coin တပြားကို1ဒေါ်လာရောက်မယ်ဆိုပြီးအိမ်မတ်မှတ်နေကြတာရှိတယ်ဒါပေမဲ့လက်ရှိဆွေးနွေးကနေကြည့်ရင်အဲ့ဒီ1ဒေါ်လာကိုရောက်ဖို့က ထောက်လွယ်ဟာ person ကြော်လို့တက်ဖို့လိုတယ်ရှင်သူတို့ကြီးတဲရမှာတကယ်လို့နှစ်တိုင်းသုံးတဲ့ person စီတက်တယ်ဆိုရင်တော့ရှင်းနေနေပါကြာနိုင်မယ်လို့ဆိုရယ်ဆိုရတာကတော်တော်ကြီးမားတဲ့ခုံတက်မှုကြီးအဲ့ဒီကတတိထားရမှာက dodge coin ဟာမွေးရပါကောအယမ်းမတည်ငြိမ်တဲ့ volatile ဖြစ်တဲ့ပိုင်ဆိုင်မှုတစ်ခုပဲစင်းတော့အချိန်တိုအတွင်းမှာအများကြီးပြောင်းလဲနိုင်တယ်မန်နေဗျဒီလိုအတက်အကျဒီဟု run mode တဲ့အပြင်ကအချက်ဒီလည်းရှိတယ်ကဘာစီဝိုင်းအခြေအနေဥမာငွေကြေးဖောင်းပိုးမှုနှုံးနေမြင်လာတာ အတိုးနှုံးတွေတက်လာတာမျိုးကလူတွေရဲ့ယဉ်နိမ့်မြုံနံလိုစိတ်ကိုတက်ရောက်ရှိတယ်။ဟုတ်ကဲ့။နောက်အရေးကြီးတာကစီမင်းစည်းကမ်းကိစ္စတွေပဲ။အထူးသဖြင့် အမေရိကန်မှာ SEC တို့ CFTC တို့လိုအစိုးရအဖွဲ့အစည်းတွေကခရစ်တိုတွေကိုဘယ်လိုတတ်မှတ်မလဲဆိုတာက အရေးကြီးပါတယ်ဗျ။အင်း။အဲ့လကဘယ်လိုတက်ရောက်နိုင်လို့လဲ။သူတို့ကစ Dogecoin ကို security stock share လိုမျိုးလိုတတ်မှတ်နိုင်ရင် စီကံဒီအများကြီးတင်းကျပ်လာပြီး exchange တော်တော်များများမှာအယောင်အဝယ်လောက်ဖို့ခက်သွားနိုင်တယ်။ဒါမှမဟုတ်ဇက်သွားနိုင်တယ်။အိုးအန်ဒရာကြီးဒါပဲ။ဒါပေမဲ့တကယ်လို့ Dogecoin ဈေးနှုန်းကိုအဓိကလှုပ်ခတ်နေတာကလူမှုကွန်ရက်ဒီ Twitter တို့ Reddit တို့ပေါ်ကလူတွေအပြောအဆိုတွေပဲ။ဟုတ်တယ်အဲ့ဒါအဓိကပဲ။ကြောက်စရာကောင်းတဲ့မိခိုးမှုမဟုတ်ဘူးလားရှင်။အဲ့ဒါကဒါသွားနှုတ်ဖက်လို့ပဲဗျာ။တစ်ဖက်မှာ Elon Musk လိုလူမျိုးရဲ့ထောက်ခံမှုက Dogecoin ကိုကဘာတီဖြစ်သွားစေတယ်။လူကြိုက်များမှုအရန်တိုးစေတယ်။ဟုတ်တယ်လူတိုင်းပြီးသွားတာ။ဒါပေမဲ့နောက်တစ်ဖက်မှာကြာတော့ဒါကဈေးကွက်ကိုအရန်မတည်ငင်းစေသလိုဈေးကွက်ကိုတမင်လစ်စားတာခြေလေတာအဲ့ဒါကို market manipulation လို့ခေါ်တယ်။အဲ့လိုလုပ်ဖို့အခွင့်အလမ်းပေးသလိုဖြစ်နေတယ်။ Mm social media ပေါ်ကတရင်အမားတွေအရှိန်မြင့်တင်မှုတွေကြောင့်တာမန်ယင်းနှမျိုးနံတွေနင်းနာနိုင်ချေရှိတယ်။ဒါကြောင့်စီကန်သေးသေးရဲ့အဖွဲတွေကဒီအချက်ကို သေချာစောင့်ကြည့်နေကြတာဟုတ်ကဲ့ဒီ social media နဲ့လူထုဆက်ဆံရေးအပိုင်းကိုဆက်ကြည့်ရင် Dogecoin ရဲ့ယဉ်ကျေးမှုဆိုင်ရာအင်အားကတကယ်လို့အံ့ဩစရာပဲအဆက်ကလေးကတုံးခဲ့တဲ့ Doge meme ကလူတွေရဲ့ယဉ်သေးကိုတန်းဝင်သွားစေတဲ့အဓိကချက်ပဲဟုတ်တယ်အဲ့ဒီခွေးပုံလေးကတော်တော်ဆွေးဆောင်မှုရှိတယ်တခြား crypto တွေလိုနည်းပညာကိုခက်ခက်ခက်ခဲရှင်းပြနိုင်မယ့်အစားသူတို့က memes တွေဟာတာတွေနဲ့ပေါ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 ့ချင်းကပ်ပြီးအတိုင်းဝိုင်းကိုတိဆော့ခဲ့တယ် ဒါကသူ့ရဲ့အောင်မြင်မှုလျို့ဝှက်ချက်တစ်ခုပဲမှန်ပါတယ်အတိုင်းဝိုင်းရဲ့စူပေါင်လော့ဆောင်မှုတွေကလည်းချီးကျူးစရာပဲဥပမာ2014ဆောင်းရာသီအိုလံပစ်တုန်းကဂျမေကာဘော့စလက်အသင်းပြိုင်ပွဲဝင်ဖို့ငွေကြေးအခက်အခဲဖြစ်နေချိန်မှာ Dodge Coin အတိုင်းဝိုင်းကရန်မုံငွေရှာပေးခဲ့တာမျိုးပေါ့အဲ့ဒါတမိုင်းဝင်ပဲတော်တော်ကောင်းနေလို့ရနောက်ပြီး Dodge for Water ဆိုပြီးကန်ရမှာရေတန်းရရှိရတဲ့လူတိုင်းခဲ့တာမျိုးတွေလည်းရှိတယ်ဒါတွေကသူတို့ရဲ့ပရိသတ်စိတ်သက်ကိုပြတယ်ဟုတ်ကဲ့ အီလန်မတ်စ်ရဲ့တောစာကဈေးကွက်ကိုလွန်မှုတလို့ယဉ်ကျေးမှုပိုင်းမှာလည်းထင်ရှားတယ်။သူကြောင့် Dogecoin ဆိုတာ crypto ဝါဒနာရှင်တွေကြားကအကြောင်းအရာတစ်ခုမဟုတ်တော့ပဲ။တာမန်လူတွေတောင်သိတယ်ပြောကြတယ်ပေါ့ယဉ်ကျေးမှုရဲ့တစိတ်တစ်ပိုင်းလိုထွက်လာခဲ့တယ်။ဟုတ်တယ်ဟုတ်တယ်အဆက်နဲ့မှာပြောသွားတာတွေရောဟုတ်တယ်သူရဲ့ SNL မှာ Dogecoin အကြောင်းပြောခဲ့တာတွေထွေးတော့မှာဆက်တက်ရေးခဲ့တာတွေကဒီ coin ကိုလူတွေရဲ့ account နဲ့ swap ဆီခဲ့တယ် ဒါကို memetic legacy မိမမွေနဲ့လို့ပြောလို့ရမယ်ထင်တယ်။ပြောစရာကောင်းတဲ့မှတ်တမ်းစဉ်အောက်ခြေလူလူရဲ့တတ်တတ်ကြွကြွပါဝင်မှုနဲ့ကို့အချင်းချင်းဖြန့်ဝေးတဲ့ဈေးကွက်ရှာဖွေရေး grassroots marketing ပေါ့။အဲ့ဒါက Dogecoin ကိုတခြားသော crypto ထောင်ပေါင်းများစွာကြားထဲမှာထူးခြားတဲ့ကိုပိုင်နေရာတကူရရှိခဲ့တယ်။တကယ်လူရှာမှုကြီးလို့ဖြစ်သွားတာနော်။ဟုတ်တယ်။ဒါကပိတ်ဆံရှာဖို့တတ်တတ်လုပ်ကြတဲ့အရာတကူတဲ့ online ယဉ်ကျေးမှုကနေပေါက်ဖွားလာတဲ့လူရှာမှု movement တကူနဲ့ပိုတူနေလေ။ อืมဒါပဲမဲ့လည်းပြောစရာတဲ့အောင်မြင်မှုတွေကြားမှာတကယ်လက်ထွက်စင်ခေါ်မှုတွေအားလည်းရှိနေတယ်ဆိုတော့ဟုတ်တယ်ဗျစင်ခေါ်မှုတွေကမတည်မှုပထမဆုံးကစီမန်စီကမရေရာမှုပဲကဘာတော့မှခရစ်တိုနဲ့ပတ်သက်တဲ့ဥပဒေတွေကတနေ့ကနဲ့တနေ့ကမတူအမေရိကန်မှာဆိုခုနပြောခဲ့သလို SEC FTC က Dogecoin ကို security လို့သတ်မှတ်လိုက်မှာကိုစိုးရိမ်နေကြတယ်ဟုတ်ကဲ့အဲ့လိုသတ်မှတ်ခံရရင် exchange တွေမှာလွတ်လွတ်လပ်လပ်အယောင်းဝယ်လုပ်ဖို့ခတ်သွားမယ်อืม အဲ့ဒါကကြီးမားတဲ့အတားစီပဲနောက်တစ်ခုကဈေးကွက်ချဲလဲမှုအန်ဒီရေပဲဆိုရှယ်မီဒီယာပေါ်ကလူတစုတမမလူတယောက်ရဲ့စကားတခွန်းကြောင့်ဈေးနှုန်းတွေအတက်အကျကျတာကတာမန်ရင်းနှီးမြှုပ်နှံသူတွေတော့အယမ်းအန်ဒီရေများတယ်မှန်တယ်အများကြီးဆုံးရှုံးနိုင်တယ်စီကန်သေးသေးအဖွဲတွေကလည်းဒီလိုပန်းပန်တမ်းလို့ခေါ်တဲ့ဈေးနှုန်းဝတ်တမင်းတင်ပြီးပြန်ရိုက်ချတယ်လို့ရမျိုးတွေကိုစောင့်ကြည့်နေကြတယ်ဟုတ်ကဲ့မေးပညာပိုင်းမှာရေးရှည်စိန်ခေါ်မှုကကွမ်တမ်ကွန်ပျူတင်ပဲ အနာဂတ်မှာအရန်စွာမြင့်တဲ့ quantum computer တွေပေါ်လာရင်အခု crypto တွေရဲ့လုံခြုံရေးအတွက်သုံးနေတဲ့ ECDSA လို့ encryption စနစ်တွေကိုဖောက်ထွင်းနိုင်ရရှိတယ်။ um ဒါဆိုအကုန်လုံးအတွက် under ရရှိရဖို့ဟုတ်တယ်။ဒါက Dogecoin တခုတည်းမဟုတ်ဘူး crypto လောကတခုလုံးနဲ့ဆင်ခေါ်မှုတယ်။ဒါကြောင့် quantum resistant ဖြစ်တဲ့လုံခြုံရေးစနစ်တွေကိုအချိန်မီပြောင်းလဲဖို့လိုအပ်လာမယ်။နောက်ဆင်ခေါ်မှုတွေလောရှိတယ်လားရှင်။လက်တွေ့အတုံးဝင်မှု adoption မှာလည်းအခက်အခဲတွေရှိနေတော့ပဲ။ ုတ်တယ်ဒီကြော online ဆိုင်တွေ company တွေက dogecoin ကိုလက်ခံလာပေးမယ်နေ့စဉ်သုံးငွေကြီးတစ်ခုလို့ကြည်ကြပြန်ပြန်ဖြစ်မလာသေးဘူးဟုတ်တယ်เนาะတင်မတွေ့မိသေးဘူးဈေးနှုန်းအများမတည်ငြိမ်တာကလူတွေရောလုပ်ငန်းတွေပါသူ့ကိုယုံကြည်ဖို့ခက်ခဲစေတယ်ပြီးတော့ဆိုရစီမင်းနေအကြောင်းလဲလုပ်ငန်းတွေကလက်ခံဖို့ခြေတုံးခြေတုံးဖြစ်နေကြလဲအားဒီပေါ့ဟုတ်ပါဗျာဒီလောက်အထားစီးတွေများတာ dogecoin အတိုင်းဝိုင်းကဒါတွေကိုကြော်လွားဖို့တော်တော်လေးလိုက်လျော့ညီထွေပြောင်းလဲနိုင်မှဖြစ်မယ်ဆိုတဲ့သဘောလားရှင်အဲ့ဒီကိုပြောလို့ရပါတယ်ဗျာ adaptability ကအရင်အရေးကြီးလာပြီကဲရှေ့ဆက်ဘာဖြစ်နိုင်မလဲဆိုတာကိုကြည့်ကြအောင်အနာဂတ်အလားအလားပေါ့ Dogecoin အတိုင်းဝိုင်းက meme အဖြစ်ကနေကျော်လွန်ပြီးတကယ်လက်တွေ့အသုံးဝင်မှု utility ကိုတိုးမြင့်ဖို့အာရုံစိုက်လာနေကြပုံပဲဟုတ်တယ် app ကိုဥတည်လာကြပြီ Giga Wallet လို့မျိုး Dogecoin နဲ့ငွေပေးချေတာကိုလွယ်ကူအောင်လုပ်မဲ့ project တွေ Radio Dodge လို့မျိုး internet မလို့ပဲအယောင်အဝယ်လုနိုင်အောင်စူးစမ်းတဲ့စနစ်တွေပေါ်လာနေတယ် ဒါကဟာထကွိုင်းဆိုတဲ့ပုံရိပ်ကနေယုံထွက်လည်ရင်စူးစမ်းမှုပဲဒီလိုအတုံးဝင်မှုဒေါ်လာဖို့ဆိုရင်နီးပညာပိုင်းအဆင့်မြင့်တဲ့မှုတွေကမထစ်မနေလိုအပ်တယ်စောစောကပြောခဲ့တဲ့ post ကို ပြောင်းနိုင်မလားဆိုတာမျိုး lining network ပေါင်းစည်းမှုအင်းပြီးတော့အယောင်ဝိုင်းမိုက်ဆိုတပြိုင်နက်တည်းအကင်တွင်နေဖို့ project sakura လို့ scalability solution တွေအောင်မြင်ဖို့လိုတယ် ဒါတွေက Dogecoin ကိုတကယ်ငွေပေးချေမှုကွန်ရက်တခုဖြစ်လာဖို့အခြေခံအုတ်မြစ်တွေပဲ Dogecoin Foundation ရဲ့ကြီးမားချက်ကလည်းစိတ်ဝင်စားစရာပဲသူတို့က Elon Musk လိုမျိုးလူပုဂ္ဂိုလ်တဦးတယောက်ရဲ့သိုးစားလွှဲမှုမှုပေါ်မိခိုနေတော့ကိုရှော့ချပြီးပိုပြီးတော့အများသဘောတူဆုံးဖြတ်တဲ့ decentralized governance ပေါ်အဲ့လိုအုပ်ချုပ်မှုပုံစံကိုဖော်ဆောင်ချင်နေကြတယ်။ဟုတ်တယ်။ပိုပြီးရေရှည်ခိုင်းမာဖို့ပေါ့။လူတစ်တွေအတွက် 300ရလွယ်ကူအောင်နားလေလွယ်အောင်လုပ်ဖို့ကိုလည်းအာယုံစိုက်နေတယ်လို့ဆိုတယ်။ဒါမဲ့တကယ်တမ်း max လိုမျိုးမီးမောင်းထိုးပြမှုမရှိဘဲနဲ့ရောသူတို့အဲ့လောက်အာယုံစိုက်မှုရနိုင်ပါမလားရှင်။အဲ့ဒါတော့စောင့်ကြည့်ရမယ်ချက်ပဲဗျာ။ဈေးကွက်ထဲမှာသူ့ရဲ့ဖြစ်လန့်ချင်ရှိတဲ့နေရာကိုကြည့်ရင်တချို့က Dodge Coin ကိုအင်တာနက်ပေါ်ကအကျွေစစ် Mm digital tipping currency လို့မျိုးဖြစ်လာနိုင်တယ်လို့ခန့်မှန်းကြတယ်။အော်မုန်းဖူးပေးတာလို့ပါတော့တော့ပေါ့။ဟုတ်တယ် online မှာ content creator တွေကိုမုံဖိုးပေးတာအသေးစားငွေလွှဲတာတွေအတွက်ပေါ့ဒါမဲ့ခုနပြောတဲ့ coin ရဲ့သစ်တွေအမြဲထွက်နေတယ် inflationary model ကရေရှည်တန်ဖိုးထိုးလောင်မှု store of value အဖြစ်သုံးကျင်သူတွေအတွက်တော့ bitcoin နဲ့ရှင်ရဲ့အားနည်းချက်ဖြစ်နေတော့ပဲอืมဟုတ်တယ်အဆုံးဆုံးမှာတော့သူ့ရဲ့အောင်မြင်မှုကနီးပညာပိုင်းဘလောက်တိုးတက်တယ်လဲ scalability ပေါ့နဲ့လူတွေဘလောက်လက်တွေ့တုံးလာတယ်လဲ utility ဆိုတဲ့အပေါ်မှာပဲမူတည်နေမှာပဲ ရှင်းနိုင်ကြရှိတဲ့အနာဂတ်ကိုကြည့်ရင်လမ်းတစ်ခုပေါ့တလမ်းကတော့ဤပညာတွေအောင်ပြီးလူတွေတုံးလာပြီး online ငွေပေးချင်မှုတွေရဲ့အရေးပါတဲ့အစိတ်ပိုက်တခုဖြစ်လာမယ်လားအတုံးဆုံး scenario ပေါ့နောက်တလမ်းကတော့အဲ့လိုဖြစ်မလာပဲစေးကစားတဲ့ PC တခုဖြစ်နေပဲတဖြည်းဖြည်းမိမ့်မိန်သွားမယ်လားဘယ်လမ်းကိုသွားမယ်ဆိုတာကတော့စောင့်ကြည့်နေသူတွေအနေနဲ့ဘာတွေကိုအဓိကသတိထားသင့်လဲရှင်ဤပညာအစ်တွေဘာထော်လဲဟုတ်တယ်ကုမ္ပဏီကြီးတွေကလက်ခံသုံးဆွဲကြောင်းကြေညာတာမျိုးရှိလား စီမင်းစည်းကမ်းအပြောင်းအလဲတွေဘယ်လိုလာမလဲဆိုတာတွေပေါ့အဲ့ဒါတွေကအရေးကြီးတဲ့အချက်ပြမှုတွေဖြစ်လာမှာပါ အဆုံးသတ်ရရင်တော့ Dogecoin ရဲ့ရေရှိအနာဂတ်ဥပမာ2050လောက်အထိရှင်းသားမလားဆိုတာကိုအဆုံးအဖြတ်ပြီးမဲ့အဓိကအချက်ကသူ့ရဲ့အတိုင်းအဝိုင်းရဲ့လိုက်လျောညီထွေပြောင်းလဲနိုင်စွမ်း adaptability ပဲဖြစ်လိမ့်မယ်ဗျာอืมအတိုင်းအဝိုင်းရဲ့အင်အားပေါ့နော် ဟုတ်တယ်ဒီ crypto logic ကြီးကအရာ အပြောင်းလဲမြန်တယ်ဒီအပြောင်းလဲတွေကြမှာ သူတို့ဘလောက်မြန်မြန်သင်ယူပြုပြင်တိုးတက်အောင်လုပ်နိုင်မလဲဆိုတာကအရေးကြီးဆုံးပဲ။ဟာသာတစ်ခုနဲ့စခဲ့ပြီးမယ်။ရှေ့ဆိုင်ရမယ်လမ်းကတော့တကယ်အလီနဲ့သာစဉ်းစားရမယ်ကိစ္စတွေကြီးပဲ။ဒီနေ့တော့ Dodge Coin ရဲ့အစအနေအဆုံးနောက်ပြောင်မှု meme တစ်ခုကနေနီးပညာအခြေခံရှိတယ်။အင်္ဂါကြီးရဲ့တန်ရုံဝိုင်းပိုင်ဆိုင်တဲ့ဒါဝင်ရဲ့စင်ခုံမှုအကြီးကြီးတွေလည်းရင်ဆိုင်နေရတဲ့အနာဂတ်မရေရာပဲမြင်စိတ်ဝင်စားစရာကောက်တဲ့ crypto တစ်ခုဖြစ်လာပုံကိုကျမတို့အတူတူကြီးခဲ့ကြပါရရှင်။ဟုတ်ကဲ့များ တော်တော်ဆုံးလင်းတဲ့ခရီးစဉ်လေးတစ်ခုပါပဲ။နောက်ဆုံးအနေနဲ့နားထောင်သူတွေအတွက်စဉ်းစားစရာမေခွန်းလေးတစ်ခုထားခဲ့ခြင်းပါရှင်။ကောင်းပါတယ်။ Dodge Coin ဟာသူ့ရဲ့အတိုင်းဝိုင်းကိုဗဟိုပြုမှုပရဟိတလှုပ်ဆောင်မှုတွေလူတိုင်းလက်လှမ်းမီလွယ်အောင်ကြိုးစားမှုတွေကြောင့်တခြားသောအမျက်အစုံကိုပဲအဓိကထားတဲ့ crypto တွေနဲ့မတူတဲ့ land ကိုထွင်နိုင်မလား။อืมစိတ်ဝင်စားစရာမေခွန်းပဲ။နိပညာနဲ့စီးမြင့်အတအစီးတွေရှိနေပေမဲ့စူပေါင်းဆောင်ရွက်မှုနဲ့အင်တာနက်ယဉ်ကျေးမှုပေါ်အခြေခံနဲ့ တန်ဘိုးတစ်တခုကိုဖော်ဆောင်နိုင်မလားဒါမှမဟုတ်နောက်ဆုံးတော့မီးမအဖြစ်စကင် ခဲခြင်းဆိုတဲ့အတစ်ကသူ့အတွက်ကြော်လွားလို့မရတဲ့ကန့်တတ်ချက်တခုအဖြစ်ဆက်ရှိနေမလားဟုတ်ကဲ့